ဘာစီလိုနာကငမွေးအသေးမဟုတ်တော့ဘူးအလုံးမဲမင်္ဂလာပါ JK Sport 2.0ကနေပေါ်လာတော့ကြိုးဆိုပါတယ်ဘာစွန်အားကစားရိုက်တာဒီကိုကတို့တရားငမွေးအသေးမဟုတ်တော့ဘူးဆိုပြီးတော့ကြွေးကြော်လိုက်တယ်ဒီကွာကုန်းငယ်ချင်းကိုချင်နေတာများလားပြီးကြတဲ့နှစ်တွေတွင်းမှာဘာစွန်ကဗန်ဒါရေးချက်တဲနဲ့ရင်ဆိုင်ခဲ့ရတယ်အသင်းရဲ့ရင်းနေသေးကြဂုတ်မက်ဆီကိုလာစာဆမပေးနိုင်တော့ပဲလက်လွတ်ခဲ့ရပါတယ်ကစားသမားအစ်တွေခွန်နေလာလီကာရဲ့လာစာငွေထိန်းချုပ်မှုစည်းမျဉ်းကြောင့်ချက်ချင်းမှတ်ပုံမတင်နိုင်ခဲ့ဘူး နောက်ဆုံးဘာစရာကနူကန်ကွင်းကမြက်တွေကိုရောင်းစားတဲ့အထိကိုအခြေအနေစိုးသွားခဲ့တာပါပြီးကြတဲ့ရာသီမှာတော့ဘာစရာဥပြန်မော့လာပါလေဖလားသုံးလုံးအောင်ပွဲရတယ်မက်ဆီလက်သေးရမဲကို2031ခုနှစ်တိစာတုပ်တက်တန်းတိုးပြလိုက်တယ်ဘာစရာရောက်မှတစ်ချိန်လုံးတိုးတက်လာပြီးတော့ဘာလွန်ဒီယောမျောလင်းကွင်းအောင်ရှိလာတယ်ရာဖီညာကိုစာတုပ်တက်တန်းတိုးနိုင်ခဲ့တယ်နောက်ဆုံးဘာစရာအတွက်ခေတ်သစ်ပဲကင်ရှင်ဟန်စီဖလစ်ကိုပါတန်အောင်စင်ကျိုးဆက်လက်ဆွဲဆန့်ထားခဲ့တာပါလာလီဂါရဲ့ဘန်နာရေးစီးမင်းတွေကတိတ်ပြီးတင်းကျပ်တယ် ်ဘာစလိုနာတသင်းထဲကိုအသက်ရှူကြက်စီတာမဟုတ်ပါဘူးလာလီဂါအသင်းတွေအားလုံးအသက်ရှူကြက်စီနေတာပါအစိုးရရဲ့အကောင်းကားတော့လာမာစီယာအကယ်ဒမီကအစွမ်းကုန်တိုးတက်လာတာပါပဲဒေကွာဘာစလိုနာကိုချင်းမြတ်နိုးသူပါဘာစလိုနာကောင်းစားရွတ်အမြဲတမ်းကူညီနေခဲ့တယ်2023ခုနှစ်မှာဘာစလိုနာအားကစားဒရိုက်တာဖြစ်လာတဲ့ဒေကိုကမုံတိုင်းထံကာလကိုအထူးရင်ဆိုင်ခဲ့တာပါဗန်နိုင်းကြက်တဲ့ကာလမှာလာမာစီယာဖွံ့ဖြိုးအောင်လှုပ်ပြီးတော့လာစာနဲ့အတွေ့အကြုံရင့်ကစားသမားတွေစုဆောင်းကဘာစလိုနာဥပြန်မော့အောင်ကူညီပေးခဲ့တယ် ဘာစရာမှာဖီအားတွေများပြီမဲ့ဒေကိုပျော်ရွှင်ခဲ့ပါတယ်။ Nike နဲ့သမိုင်းတစ်လျှောက်တန်ဖိုးအမြင့်မားဆုံးစပွန်ဆာစာချုပ်ပရိသတ်တသိန်းဆန့်နူကန်ကွင်းတေကြီးစာရာတွေကဘာစရာရဲ့မင်္ဂလာတရားတော်ဖြစ်လာတယ်။ဘာစရာကသူတို့အရေးအောက်ကအကောင်းဆုံးစားမတွေကိုရောင်းထုတ်စရာမလိုတော့ဘူး။နောက်ထပ်ဂျယ်ဝင်းစားမ3 4လောက်ထပ်ပြီးတော့တင်ပိုက်ပြပါအောင်မေး။အကြက်တဲကာလာမှာတော့ဘာစရာကိုလာခြင်းနဲ့စားမတွေများခဲ့တာအခုလိုအောင်ပွဲရဥပြန်မော့ချိန်မှာစားမခေါ်ယူဖို့ကတိတ်မခတ်ပါဘူး။ဒါပေမဲ့ဘာစရာကစားမတစ်တွေရေးကြီးမလိုအပ်သေးဘူးလို့ဒေကိုပြောတယ်။ လက်ရှိစုဝေးအသိပ်ပြီးတန်မာထမ်းပြနေတယ်မဟုတ်လားဘာစရိုက်ကစားမအသိပ်ပြတ်မှတ်တွေကမိုင်ကရက်ရှိုးနဲ့လီဗာပူးကလူးဝစ်ဒီယက်စ်တို့ပါမိုင်ကမလိုချင်တော့တဲ့ရက်ရှိုးကိုပေါင်တန်း40လောက်ပဲပေးရမှာတကယ်တန်ပါလေဘာစရာကကစားမရရဲ့နှက်ရည်ကန်းဆိုတာရာဖင်ညာကတတ်သိပြပြီးပါပြီရက်ရှိုးကဘာစရာအတွက်ဒုတိယရာဖင်ညာဖြစ်လာနိုင်ပါလေဘာစရာကဂန်ရီနီးပြအန်စတော်ဒီကိုအရှက်ရအောင်လှုပ်ပြပြီးတဲ့နောက်အခုပြိုင်ဘက်အသစ်နဲ့စီးချင်းထိုးရပါမယ်ရာဘီလွန်ဆိုပါ အလွန်ဆိုရဲ့ရီယယ်တင်ကဘာစရာခစ်ပြန်မဖြစ်အောင်နှောက်ရက်ပါလိမ့်မယ်။အာနိုဟူဆန်စတဲ့ခန်းစစ်ကျယ်ဝင်းနေအားပြစ်ထားတဲ့ရီယယ်ကသူရဲ့ဇာကိုပြန်ပြခြင်းနေပါလိမ့်။လာမယ့်ရာသီဟာဘာစရာအတွက်ပန်းကင်းလမ်းမဟုတ်တော့ပါဘူး။အက်တလက်တီကိုဘီဘာအိုဘက်တစ်တိုလိုအသင်းတွေကလည်းရှိနေပါလိမ့်။ယမဲဘာစရာခစ်တဲ့အတွက်တိတ်ပြီးတန်ဖိုးရှိတဲ့သူပြီးခဲ့တဲ့ရာသီမှာ၁၈ကိုသွင်းပြီးတော့ဂိုးဖန်ဒီမို25အချိန်ပြုတ်လုခဲ့သူ။ဒေကွာယမဲကိုမက်ဆီနဲ့မခိုင်းနိုင်စေချင်ဘူး။မက်ဆီကတူနိုင်မဲ့ရေနာဆိုပြီးတော့ဒေကိုပြောတယ်။ ရမဲနဲ့မက်ဆီကအရသာချင်းမတူပါဘူး။ဒေဂျာရာကလာမာစီယာရဲ့အကောင်းဆုံးထုတ်ကုန်တွေပါပဲ။ရမဲကအခုမှအသက်18နှစ်ပဲရှိသေးပေမဲ့ထိတ်တန်းစစ်အောင်ပွဲတွေရနေပြီ။မက်ဆီက10နှစ်ကျော်မှအောင်ပွဲရနိုင်ကိုရတာပါ။ဘာစရာကမက်ဆီတစ်ခေတ်မှာကဘာကြီးကိုလွှမ်းမိုးနိုင်လိုမျိုးရမဲတစ်ခေတ်မှာကဘာကြီးကိုစစ်ကျင်ညာထားပြီးပါပြီ။ဘာစရာကခစ်သိက်ကိုစတင်နေပြီးငမွဲသေးမဟုတ်ပါဘူး။